ရတော့အညောင်းဆင်းရောအားလုံးမင်္ဂလာပါရှင်ဒီစခရီးယားလန်ဂွေ့ဂျ်နဲ့အခြေခံကိုရီးယားဘာသာစကားသင်တန်းကနေပြုစုလိုက်ပါတယ်။ကျွန်တော်ချေကိုဒီတစ်ခါမှာဒီနဲ့ငွေတရပေါင်းစဉ်သင်ခန်းစာပဲပေါ့နော်။ငွေတရပေါင်းတာကမဖြစ်သေးဘူးဆိုတော့ဒီနေ့ကချေပေါင်းဖို့ပေါင်းနေလေးတွေပြပြထားပါတယ်ဆိုတော့ကဲသင်ခန်းစာတွေကိုကြည်ကြည်ငယ်ငယ်ရမယ်လို့ထင်တယ်နော်။ချေကိုတရကိုလည်းအလွတ်ရမယ်နော်။တရတွေချေကိုဒါမြင်တာနဲ့ချေကတရလေးအလွတ်ရမယ်ဂျီအလွတ်ရမယ်နော်။ တော့ပေါင်းမုံပေါင်းလေးကတော့ရှေတို့ကအာတန်လေးတွေကိုတချို့ကဖြုတ်တယ်အာတန်လေးဖြုတ်ပြီးအာတန်လေးကမှတချို့တို့ပေါင်းလိုက်တဲ့ကြီးတွေအစားဝင်တယ်ကြီးအတန်လေးတွေကိုအစားထိုးပြီးထွက်တယ်နော်အဲ့တော့ခါပေါင်းလို့ရှိရင်ခါကိုအာနဲ့ပေါင်းရင်အာတန်လေးဖြုတ်ပြီးရှေတို့ကတို့ပေါင်းလိုက်တဲ့ကြီးရဲ့အတန်ဝင်တဲ့ခါနော်နောက်အာနဲ့ပေါင်းရင်နာဟုတ်ပြီနော်ဟဲ့နောက်တစ်ခါကြတော့ခြေရပလက်တန်ရပလက်တန်ဆိုလို့ရှိရင်ခြေတို့ဒီအတန်ထွက်မှာရပလက်တန်ကထုတ်စရာမလိုဘူးနော် ရပလက်တံဖြုတ်เสียမလို့တဲ့အတွက်ကြောင့်မိုးချေတို့ဒီရပလက်တံမှာပြန်ထွက်ရတယ်။ဘောက်ရာနဲ့ပေါင်ရင်ဂီယာဘောက်ရောနဲ့ပေါင်ရင်ဂီယောပြီးနော်။အဲတချို့စကားလုံးမှာဆိုလို့ရှိရင်ချေတို့ဒီရပလက်တံကခြွင်းချက်ရှိတယ်နော်။ခြွင်းချက်ရှိတဲ့စကားလုံးတွေလည်းချေတို့ကစတားလေးပြပြီးတော့ရာရောယိုယူဆိုရပလက်တံမှာခြွင်းချက်ကြည့်ရဲဆိုလိချင်သိရမယ်နော်နာဆိုရင်ဒပလက်တန်မှာချင်းချက်ရှိရဲသူရဲ့ချင်းချက်တန်လေးဒီညပြီးနော်ညဆိုပြီးတော့သူကချင်းချက်ရှိပါတယ် ဟုတ်ပြီအဲ့လိုမျိုးပဲကျွန်တော်နောက်ထပ်ချွင်းချက်တန်ကားရှိခုနှလုံးရှိပါတယ်ဟုတ်ပြီနော်ကဲအဲ့ဆိုလို့ရှိရင်ဒီနေ့တော့တချေတို့ဒါထားနဲ့ပေါင်းပါမယ်နော်ဒါပြင်းနဲ့မူရင်တရာပေါင်းခြင်းနဲ့တော့ကြည့်အောင်ဒါပြင်းနဲ့မူရင်တရာပေါင်းခြင်းမှာပထမဆုံးတချေတို့ဒါနဲ့အာနဲ့ပေါင်းမယ်ဒါနဲ့အာနဲ့ပေါင်းရဲ့အတန်ထွက်လေးဒီဒါနော်အာနေရာမှာဒီအစားလေးဝင်လိုက်တယ်ပေါ့ဒါဒါကိုတချေတို့အောနဲ့ပေါင်းမယ်ဒါနဲ့အောနဲ့ပေါင်းရင်တန်ထွက်လေးဒီဟော ဟောဒါကို O နဲ့ပေါင်းရင်တန်ထွက်လေးတည်ဟိုဟိုဒါကို U နဲ့ပေါင်းရင်တန်ထွက်လေးတည်ဒူဒူဒါကို O နဲ့ပေါင်းရင်ဒဲဒဲဒါကို E နဲ့ပေါင်းရင်ဒီဒီဟုတ်ပြီနော်အဲ့ဒါကချက်အနယ်ပေါင်းပြလိုက်တာပေါ့။ကဲရပလက်တန်နဲ့ပေါင်းမယ်ဆိုရင်ချေတို့ဒီရပလက်တန်လေးပြန်ထွက်ပေးရမယ်။ဒီမှာချင်းချက်မရှိဘူးနော်။ တပ်ပလက်တန်ပြန်ထွက်ပေးရမယ်။ဓာတ်နဲ့ယာနဲ့ပေါင်းရင်ဓာတ်ဓာတ်နဲ့ယာနဲ့ပေါင်းရင်ဓာတ်ဓာတ်နဲ့ယောနဲ့ပေါင်းရင်ယောဓာတ်နဲ့ယောနဲ့ပေါင်းရင်ယောဓာတ်နဲ့ယိုနဲ့ပေါင်းရင်ယိုဓာတ်နဲ့ယိုနဲ့ပေါင်းရင်ယိုဓာတ်နဲ့ဦးနဲ့ပေါင်း sorry ဓာတ်နဲ့ယူနဲ့ပေါင်းရင်ယူဓာတ်နဲ့ယူနဲ့ပေါင်းရင်ယူ ဟုတ်ပြီနော်။အော်ရပလက်တန်ဆိုရပလက်တန်လေးခြေကပြန်ထွက်တယ်။ဒီအတန်မှာဆိုလို့ရှိရင်အတန်နေနဲ့ပေါင်းတော့ဆိုအတန်လေးတွေကိုဖြုတ်ပြီးတော့ဆီလိုပေါင်းလိုက်တဲ့ပြည့်ရဲ့အတန်လေးတွေဝင်ရတယ်ပေါ့နော်။နောက်ကြည့်ရအောင်။ခါ၊ရာ၊ဘော၊ယော၊ဘူ၊ယိုဘူ၊ယူ၊သစ်ဒီစီနီမာလိုလေးတွေမေးကြအောင်နော်။မေးရချက်ကိုသင်ခန်းစာကြည့်ကြည့်ညံ့ညံ့ရမယ်ဆိုရင်ချက်ထားလေးကရပြီပေါ့နော်။ ော်ရှိကအတန်လေးအစားထိုးထွက်ုံနဲ့ရပလက်တန်ဆိုရင်ရပလက်တန်လေးပြန်ထွက်ပြုံမယ်လွယ်တယ်နော်သာဂျာဒေါ်ဒျောဒူဒီယိုဒူဒီယိုသီသီအစင်လိုက်ရစရာမလို့ဟုတ်ပြောရှိအစင်လိုက်တွေ့ရမှာလည်းမဟုတ်ဒါကြောင့်လည်းမှာအစင်လိုက်လည်းမတွေ့ရဘူးနော်အစင်လိုက်ရစရာမလို့ကြုံမြင်လိုက်တာနဲ့အတန်လေးတန်းပြီးတော့ထွက်တန်ရပြီနော်ဘာသာတရနဲ့ပေါင်းထားလဲနော် ို့ရှင်ဒီရောဘာဒီနဲ့ပေါင်းထားရလဲဆိုတော့တရအတန်ကိုသိရတဲ့ချက်ကအတန်ထွက်ကလွယ်သွားတယ်ဆိုတော့ချက်ကအဓိကတော့တရကိုကြည်စည်ညံ့ညံ့ရရမယ်နော်အဲ့တော့ always မိနေလေးကြည်အောင်မိနေကသွားတည်ခါကိုချက်ကိုအရင်ဆုံးအာနဲ့ပေါင်းထားတယ်ခါနဲ့အာနဲ့ပေါင်းတော့ခါနော်ဓာတ်ကိုလည်းချက်အာနဲ့ပေါင်းထားတယ်ဓာ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 သွားတည်နော်နောက်တစ်ခါကျရှူဖက်နဲ့ခါကိုဦးနဲ့ပေါင်းထားတော့ဂူဓာတ်ကိုလည်းဦးနဲ့ပေါင်းထားတယ် ဘူးเนาะဘူဒူဘူဒူဘူဒူชุพนะเนาะกาดาตวาติဘူဒူชุพนะမိနေလေးကเนาะกาดาตวาติဘူဒူชุพนะရမယ်เนาะဒါလေးကိုအာယာဩယောဩယောဥယူဥဒ်ဤနဲ့ပေါင်းရင်ဒါဒီယာဘောယောဟူယူဒူယူ ဒီကဲထားပြပါလို့ရှိရင်နောက်တစ်ခါကျဆိုရတန်လေးတွားရအောင်ရကဲရကိုပေါင်းပါမယ်နော်အဲ့တော့ရကလည်းဘာချင်းချက်မှမရှိဘူးပေါ့နော်ဘာချင်းချက်တိုင်မှမရှိဘူးဆိုတော့ကဲကြည့်ရအောင်ရအာနဲ့ပေါင်းရင်ရကိုချေလို့အာနဲ့ပေါင်းမယ်နောက်ချေလို့ဒီအလေးကိုဖြုတ်ပြောရတန်လေးဝင်လာရပြီနော်ရရကိုအာနဲ့ပေါင်းရင်ရရကိုအောနဲ့ပေါင်းရင် raw ဒါကို on နဲ့ပေါင်းရင် raw ဒါကို o နဲ့ပေါင်းရင် raw ဒါကို o နဲ့ပေါင်းရင် raw ဒါကို u နဲ့ပေါင်းရင် ru ဒါကို u နဲ့ပေါင်းရင် ru ဒါကို u နဲ့ပေါင်းရင် r ဒါကို u နဲ့ပေါင်းရင် r ဒါကို e နဲ့ပေါင်းရင် re ဒါကို e နဲ့ပေါင်းရင် re ပြီးတော့အဲ့ကိုအချက်ကိုရာနဲ့ပေါင်းမယ် ညာနဲ့ပါရတော့အသက်ထွက်လေးကနည်းနည်းလေးရောခလိမ့်မယ်နော်။ဒါမဲ့လွယ်ပါချင်ရနဲ့ညာနဲ့ဒီကတခါရဲ့ပေါင်းပါနော်။အကြောင်ရကိုညာနဲ့ပေါင်းရင်ရယာရယာနော်ရယာပေါ့ချင်မြန်မာလိုလေးတက်လိုက်မယ်လိုလေးပေါ့ရယာနော်ရကိုညာနဲ့ပေါင်းရင်ရယာရကိုရောနဲ့ပေါင်းရင်ရယောရကိုရောနဲ့ပေါင်းရင်ရယောဒီမှာညာကားလို့ရေးပေးမယ်သူရဲ့တန်ခါရရလေးနဲ့ထွက်ပြီနော်ရယော ရယောဒါကိုယူနဲ့ပေါင်းရင်ရယူဒါကိုယူနဲ့ပေါင်းရင်ရယူနော်ဒါကိုယူနဲ့ပေါင်းရင်ရယူဒါကိုယူနဲ့ပေါင်းရင်ရယူဟုတ်ပြီနော်အဲ့ကဲချိုအတန်လေးပြန်ထွက်မယ်ဆိုရင်ရာရယာရောရယောရူရယူရူရယူရစ်ရီနော် ရာရယာရောရယောရိုရယူရူရယူရရီနော်ဂျပလက်တန်လေးတွေကတော့နည်းနည်းလေးအာတတိထားနော်ချင်းချက်လေးပေါ့ပြီးတော့ချင်းချက်လို့တော့မဟုတ်ဘူးလေကျွန်တော်ရတန်လေးနဲ့ပြောရအောင်ဆိုတော့လေကျေဥစီနာရတန်ဆိုတာကအင်္ဂလိပ်ကနေလာတဲ့အတန်ဆိုတော့နော်ရယာရယောရယူရယူပြီးနော်ရတန်လေးနဲ့လည်းဖတ်မယ်အာတန်ကတော့လွယ်ပါတယ်နော် အနေမှာအစားထိုးလေးထွက်လိုက်ရနဲ့အာနဲ့ပေါင်းရာရနဲ့အောနဲ့ပေါင်းရရောရနဲ့အိုနဲ့ပေါင်းရရိုရနဲ့အူနဲ့ပေါင်းရူအအတမ်းမှာအစားထိုးထွက်လာရပြီနော်ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကြာခြေတော့ခြေတော့မိနစ်လေးကြည့်မယ်နော်ဓာတ်ကိုအာနဲ့ပေါင်းထားတော့ဓာတ်ရောက်အီနဲ့ပေါင်းထားတယ်ရီဓာရီဓာရီခြေတော့နောက်ခြေကိုရေဒီယိုရောက်အာနဲ့ပေါင်းထားတယ် ရာနော်ဒါကို a နဲ့ပေါင်းတော့ဒီနောက်ကကျတော့ o လေးနော် o နော် re sorry radio 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 ဆိုပြောနော်အနောက်မှာ u နဲ့သွားပြောမပေါင်းနဲ့နော် o နဲ့ပေါင်းတာလေး radio 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 နောက်တစ်ချက်တော့ငါတို့ငါတို့ဆိုရင် u အအောင် u နဲ့ပေါင်းထားတယ်နော်အဲ့တော့တန်းထွက်လေးက u ပဲနောက်ကကျတော့ r ကို e နဲ့ပေါင်းတော့ re အဲ့တော့ u ri u ri u ri ba တို့နော် meaning လေးတွေဒီ bari ဈေးထား radio radio u ri ba တို့ဟော meaning လေးတွေကတော့ချေကိုကြက်ထားနော်နည်း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 စီပဲဆရာပြောပြသွားပြီနော်ဒီနဲ့တရဒီနဲ့တရနဲ့ပေါင်းတယ်တွားလို့ရှိရင်နည်းနည်းလေးတွေတစ်ခါလဲပေးထားတယ်နည်းနည်းချင်းစီဟုတ်ပြီနော်ရပြီးတော့နောက်တစ်ခုကြည့်အောင်မှ မစတားလေးပြထားရယ်စတားပြထားပြီဆိုတာချင်းကျက်တန်ပါလာပြီနော်ကဲမနဲ့မူရင်းတရားနဲ့ပေါင်းမယ်အဲ့တော့ကဲချင်းကျက်တန်ဆိုချက်ကိုရပလက်တန်ပေါ့ရယောယူယူဆိုတဲ့ချက်ကရပလက်တန်မှာဆိုလို့ရှိရင်ချင်းချက်တန်မြဆိုတဲ့အတန်လေးနဲ့ထွက်ပြရမယ်မြမြဟုတ်ပြီနော်မြဆိုတဲ့အတန်နဲ့ထွက်မယ်ကဲအဲ့လိုချက်ကိုအလေးနဲ့အရင်ပေါင်းရအောင် မကိုအာနဲ့ပေါင်းရင်မနော်မကိုအာနဲ့ပေါင်းမယ်ဆိုထားထုတ်ထွက်လာရင်ရပြီမမကိုအောနဲ့ပေါင်းရင်မောမကိုအောနဲ့ပေါင်းရင်မောမကိုအိုနဲ့ပေါင်းရင်မိုအိုနဲ့ပေါင်းရင်မိုမကိုဦးနဲ့ပေါင်းရင်မူမကိုဦးနဲ့ပေါင်းရင်မူမကိုအွန်းနဲ့ပေါင်းမယ်မွတ်မကိုအွန်းနဲ့ပေါင်းမယ်မွတ် မောင်အီနဲ့ပေါင်းတော့မီမောင်အီနဲ့ပေါင်းရင်မီနော်အဲ့တော့မာမောမူမူမွတ်မီမောင်အားနဲ့ပေါင်းတော့မာ အောနဲ့ပေါင်းရင် မောအိုနဲ့ပေါင်းရင်မူဦးနဲ့ပေါင်းရင်မူအနဲ့ပေါင်းတော့မွတ်အီနဲ့ပေါင်းတော့မီကဲရပလက်တဲ့ရာနဲ့ပေါင်းမယ်ဟုတ်ပြီနော်ရာနဲ့ပေါင်းမယ်ဆိုလို့ရှင်ချေမသည်ရပလက်တန်မှာချင်းချင်းရှိရဲ့ မြာဆိုတဲ့အတန်လေးနဲ့ထွက်ပြရဲညာနဲ့ပေါင်းရင်ညာညာနဲ့ပေါင်းရင်ညာညောနဲ့ပေါင်းရင်ညောညောနဲ့ပေါင်းရင်ညောညိုနဲ့ပေါင်းရင်ညိုညိုနဲ့ပေါင်းရင်ညိုညူနဲ့ပေါင်းရင်ညူညူနဲ့ပေါင်းရင်ညူနော်ပြန်ပြောမယ်ညာနဲ့ပေါင်းတော့ညာညောနဲ့ပေါင်းတော့ညော you nè bao nhiêu you you nè bao nhiêu you nhà nhỏ nhỏ nhiều cái áo số chín thì nè mà chỉ lên nè bao nà cả mà nhà mò nhỏ mũ nhiều mũ nhiều mất nè mà nhà mò nhỏ mũ nhiều mũ nhiều mất nè နော်တော့ all week ဒီနေ့လေးကြည့်မယ်ဆိုရင်အောက် on နဲ့ပေါင်းတော့ all မောက် on နဲ့ပေါင်းတော့ more နောက် in နဲ့ပေါင်းတော့နေ all morning all morning အမေနောက် a နဲ့ပေါင်းတော့နာမောက် u နဲ့ပေါင်းတော့မူနာမူနာမူစစ်ပင်နောက် on နဲ့ပေါင်းတော့ more မောက် in နဲ့ပေါင်းတယ်မီ call me call me thank you เนาะအဲ့တော့မိနေလေးတွေဒီအောမောညီအမေနာမူတစ်ပင်ဟောမီသင်ကူဟမ်အမေနော်မိနေလေးတွေကတော့ချေချက်မယ်နော်နောက်တစ်ခုကြည့်အောင်ဖားဖားကလည်းဒီချေတို့ဒါချင်းချက်သွားပြီးရောရှိပါတယ်နော်ဖားဒီချေတို့ရပလက်အတန်းရယောယူယူမာချေတို့ကချင်းချက်ရှိတယ်သူရဲ့ချင်းချက်တန်ဒီ ရဆိုတဲ့အတန်လေးနဲ့သွားမယ်။ရရနော်။ဒါရောရိုယူမှာဆိုလို့ရှိရင်ချဲသည်ရဆိုတဲ့အတန်လေးနဲ့သွားပါမယ်။နောက်ရှိလို့အအတန်လေးနဲ့အရင်ပေါင်းမယ်။ဘာကိုအာနဲ့ပေါင်းရင်ဘာနော်ဘာကိုအာနဲ့ပေါင်းရင်ဘာဘာကိုအောနဲ့ပေါင်းရင်ဘောဘာကိုအောနဲ့ပေါင်းရင်ဘောဘာကိုအိုနဲ့ပေါင်းရင် ဟိုဟောက်အိုးနဲ့ပေါင်းရင်ဟိုဟောက်ဦးနဲ့ပေါင်းရင်ဘူဟောက်ဦးနဲ့ပေါင်းရင်ဘူဟောက်အတ်နဲ့ပေါင်းရင်ဘုတ်ဟောက်အတ်နဲ့ပေါင်းရင်ဘုတ်ဟောက်ဤနဲ့ပေါင်းရင်ဒီဟောက်ဤနဲ့ပေါင်းရင်ဒီဟုတ်ပြီနော်ဟောက်အာနဲ့ပေါင်းတော့ဘာအောနဲ့ပေါင်းတော့ဘောအိုနဲ့ပေါင်းတော့ဘူဦးနဲ့ပေါင်းတော့ဘူဦးနဲ့ပေါင်းရင် good ဒီနဲ့ပေါင်းတော့ဒီနော်ဟုတ်ပြီအဲဆိုလို့ရှိရင်ဒီချေတို့ကရပလက်တန်လေးနဲ့ပေါင်းရအောင်ရပလက်တန်လေးနဲ့ပေါင်းမယ်ဟောက်ရနဲ့ပေါင်းရင်ရဟုတ်ပြီနော်ဖာတီရပလက်တန်ရရောရို့ယူရလို့ရှိရင်ချေတို့ဒီရအတန်လေးနဲ့ထွက်ပြရတော့ဟောက်ရနဲ့ပေါင်းရင်ရရောနဲ့ပေါင်းရင်ရောယူနဲ့ပေါင်းရင်ယူယူနဲ့ပေါင်းရင် new ဟုတ်ပြီနော်ပြင်ပြောမယ်ဘာကိုညာနဲ့ပေါင်းရင်ညာရောနဲ့ပေါင်းရင်ရောယူနဲ့ပေါင်းရင်ယူယူနဲ့ပေါင်းရင်ယူနော်အဲ့တော့ကြည့်ရအောင်ဘာပြာဟောပြောဟူယူဟူယူဟူတိဘာပြာဘောပြောဟူယူဟူယူဟူတိ အဲ့ဒီချေတော့အာစလုံးလေးတွေကိုမြင်လိုက်တာနဲ့တဲပြီးတော့ဖတ်တတ်ဖို့ဆိုလို့ရှိရင်သရကိုကြည်ကြည်ညံ့ညံ့ရမယ်ဟုတ်ပြီနော်အဲ့ဒါမှစလုံးကိုမြင်လိုက်တာနဲ့တဲပြီးတော့ဖတ်တတ်မှာနော်သရကိုကြည်ကြည်ညံ့ညံ့ရလို့ရှိရင်ဟောဒီဟာလေးဒီဘာကိုအာနဲ့ပေါင်းထားတော့ဟာအဲ့လိုမျိုးမြင်တာနဲ့တဲပြီးတော့ဖတ်တတ်မှာပေါ့နော်သရကိုတေချာရမှစလုံးကိုမြင်တာနဲ့ဖတ်တတ်မှာနော်ကဲအဲ့ဆိုလို့ရှိရင်ကြည်အားအော်ဝီနင်းနင်းနင်းကကြတော့ချေမိဘမိဘတီဘာကို ့ဦးနဲ့ပေါင်းထားတော့ဘူးနောက်မကိုဦးနဲ့ပေါင်းထားတော့မိုဘူမိုဘူမိုဘူမိုမိပါအပိဒါန်ချေငှက်ပြောတင်းဟောက်အာနဲ့ပေါင်းတယ်ဘာဟောက်ဆိုရင်နောက်အာနဲ့ပေါင်းတော့နာနောက်ချေနောက်အာနဲ့ပေါင်းတယ်နာအော်ဟာနာနာဟာနာနာဟာနာနာပြောတင်းနော်နောက်တစ်ခုချေလိပ်ပြာ နာကိုအာနဲ့ပေါရင်နာဘောက်အီနဲ့ပေါရင်ဒီနာပီနာပီလိုက်ပြနော်နောက်ခုဘောက်အီနဲ့ပေါရင်ဘီနာကိုဦးနဲ့ပေါရင်နူဒီနူဒီနူသက်ပြနော်ပြန်ပြောမယ်နော်ဘောက်ဦးနဲ့ပေါရင်ဘူမောက်ဦးနဲ့ပေါရင်မိုးဘူမိုးမိဘဘောက်အားနဲ့ပေါတော့ ခနောက်အာနဲ့ပေါင်းရင်နာနောက်အာနဲ့ပေါင်းတော့နာဘာနာနာမပြောသည်နောက်နောက်အာနဲ့ပေါင်းတဲ့နာ ဖောက်အီနဲ့ပေါင်းတော့ဘီနာဘီလိပ်ပြဖောက်အီနဲ့ပေါင်းတော့ဘီနာအူနဲ့ပေါင်းတော့နူဒီနူစက်ပြနော်ဒါဆိုရွှေရှင်ချေရမယ်လို့ထင်ပါတယ်နောက်တစ်ခုကြည့်အောင်စစ ကဲစနဲ့ပေါ့မယ်။ကဲအစရာစကလည်းရှူတာရပလက်တန်မှာချင်းချက်ရှိပါရဲ့။နော်ရပလက်တန်မှာချင်းချက်ရှိရဲ့။အဲ့တော့ရပလက်တန်ဆိုရာယောယူယူနဲ့ပေါ့မယ်။ရာယောယူယူနဲ့ပေါ့လို့ရှိရင်စရဲ့ချင်းချက်တန်ဒီရှအဲ့မှာရာယောယူယူအပြင်သူအားချက်အီဆိုတဲ့တရမှာပါချင်းချက်ရှိသေးတယ်။နော်အဲ့တော့သူတို့တွေကိုချက်ကရှဆိုတဲ့တန်လေးနဲ့ထွက်မယ်။နော်ရှ ဲအရင်ဆုံးတော့အားနဲ့ပေါင်းတာလေးအရင်ကြည့်စကိုအားနဲ့ပေါင်းတယ်စကိုအားနဲ့ပေါင်းတော့စာနော်စကိုအားနဲ့ပေါင်းတော့စာစကိုအောနဲ့ပေါင်းရင်သောစကိုအောနဲ့ပေါင်းရင်သောစကိုအိုးနဲ့ပေါင်းတယ်သိုးစကိုအိုးနဲ့ပေါင်းတယ်သိုးစကိုဦးနဲ့ပေါင်းတယ်စူစကိုဦးနဲ့ပေါင်းတယ်သူစကိုဦးနဲ့ပေါင်းတယ်စစ်စကိုဦးနဲ့ပေါင်းတယ်စစ်ပြီးတော့ တော့သာသောသူသူသနော်သောက်အားတဲ့ပေါင်းတော့သာဟောနဲ့ပေါင်းတော့သောသောက်ဦးနဲ့ပေါင်းတော့သူသောက်ဦးနဲ့ပေါင်းတော့သူသောက်ဦးနဲ့ပေါင်းတော့သူတဲ့အားဆိုလို့ရှိရင်နောက်တစ်ခုချေရပလက်တန်နေနဲ့ပေါင်းပါမယ်အဲ့တော့စကိုရနဲ့ပေါင်းရင်ဇေဝတိရှာရှာရှာတန်နဲ့ထွက်တယ်နော်ရှာတန်နဲ့ဆိုရနဲ့ပေါင်းတော့ရှာ ဟုတ်ပြီယောနဲ့ပေါင်းရင်ရှောယောနဲ့ပေါင်းရင်ရှောညိုနဲ့ပေါင်းရင်ရှိုးညိုနဲ့ပေါင်းရင်ရှိုးယူနဲ့ပေါင်းရင်ရှူယူနဲ့ပေါင်းရင်ရှူဟုတ်ပြီအီနဲ့ပေါင်းလိုက်တော့ရှောက်အီနဲ့ပေါင်းတော့ရှီအီနဲ့ပေါင်းတော့ဆိုတာရှီကျအတန်လေးနဲ့ထွက်ပါမယ်နော်ကျအတန်လေးနဲ့ထွက်မယ်စကိုရာနဲ့ပေါင်းရင် ရှာရောနဲ့ပေါင်းရင်ရှောယူနဲ့ပေါင်းရင်ရှူယူနဲ့ပေါင်းရင်ရှူနော်အင်းနဲ့ပေါင်းလိုက်တော့ဆိုတာရှီပေါ့ဟုတ်ပြန်ပြောမယ်အာယာအောယောအူယူအူယူအင်းနဲ့ပေါင်းလိုက်ရင်စာရှာသောရှောစူရှူသူရှူသရှီဟုတ်ပြီနော်တော့မိနေလေးတွေတစ်ချက်တစ်ချက်ကြည့်အောင် เดี๋ยวอาจารย์อาจารย์จะเอาสูสาวอูเนี่ยเปล่าเนาะสูเราอีเนี่ยเปล่าเนาะรีแล้วสูรีสูรีอาจารย์นั่นก็คือสาวอูเนี่ยเปล่าเนี่ยสูสูนัวนั่นก็คือจะเปล่าอูเนี่ยเปล่าเนี่ยพอสาวอันเนี่ยเปล่าเนาะสิพอสิพอสิเอสกานั่นก็จะเข้าอันเนี่ยเปล่าเนาะขาสาวอูเนี่ยเปล่าเนาะ สูคาสูคาสูอโซรอพี่น้องเอามินิเล่เดรียวเอาไหมซูรีซูรีอัตตาซูซูซูนัวพอสพอสพอสอัสกาคาสูคาสูคาสูอโซรอทำไหมเนาะ အဲ့ဒါတော့တခု ပြန်ဆက်ပြောလေးလာမယ်။နောက်တစ်ခါကျတော့ချေအအအနယ်ပေါင်းမယ်။အနယ်ပေါင်းရင်ချေအတန်ထွက်တရားအတူတူပဲ။ဟုတ်တယ်နော်ချေဟုတ်ဒီပါလေ။ဝင်ရင်တရားကိုစပြီးတော့တင်ကြတဲ့ကချေကပြောခဲ့ပါရဲ့။အနယ်ပေါင်းလေဒီနေ့ဒီမှာ queen's queen ပေးလေးနဲ့အတန်ထွက်တရားအတူတူပဲဆိုတော့နောက်လွယ်ပါရဲ့။အာယာအောယောအူယူအူယူအူအီနော်။အာယာအောယောအူယူအူယူ good in နော်ဟုတ်ပြီအမှဆိုလို့ရှိရင် meaning တွေက r e r e ကလေး o e o e သခွားသည် u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  နွားနုယောဥယောဥညေခွေးဟုတ်ပြီနော် r e ကလေး o e သခွားသည် u u နွားနုယောဥညေခွေး ာမယ်နော်။အားပြွားတော့နောက်တစ်ခုသွားရအောင်။ဒါဒါနဲ့ပေါင်းမယ်။ဘာဖြင်းချက်တန်မတော့မရှိတော့ဘူးနော်။ပြည့်ချက်တန်မရှိတော့ဆိုတော့ချေတို့ကရပလက်တန်လေးတွေပြန်ပြီးတော့ထွက်ပေးရတယ်။နော်ရပလက်တန်လေးတွေချေတို့ကပြန်ပြီးတော့ထွက်ပေးရပါမယ်။ရပလက်တန်မှာဆိုချေရပလက်တန်ပြန်ထွက်မယ်အားနဲ့ပောင်းရင်တော့အားနေရာမှာအစားထိုးပြီးတော့ထွက်မယ်နော်ဓာတ်နဲ့အားနဲ့ပောင်းရင်ဓာ ဈာနဲ့အောနဲ့ပေါင်းရင်ဂျောဈာနဲ့အိုနဲ့ပေါင်းရင်ဂျူဈာနဲ့ဦးနဲ့ပေါင်းရင်ဂျူဈာနဲ့အွနဲ့ပေါင်းရင်ဂျစ်ဈာနဲ့အီနဲ့ပေါင်းရင်ဂျီဈာနဲ့အာနဲ့ပေါင်းရင်ဂျာဈာနဲ့အောနဲ့ပေါင်းရင်ဂျောဈာနဲ့အိုနဲ့ပေါင်းရင်ဂျူဈာနဲ့ဦးနဲ့ပေါင်းရင်ဂျူဈာနဲ့အွနဲ့ပေါင်းရင်ဂျစ်ဈာနဲ့အီနဲ့ပေါင်းရင် ချင်းเนาะကဲရပလက်တယ်လေးနဲ့ပေါင်းမယ်เนาะရပလက်တယ်လေးနဲ့ပေါင်းပါမယ်စားကိုရနဲ့ပေါင်းမယ်ရပလက်တယ်လေးပြန်ထွက်မယ်ရစရာเนาะစားကိုရောနဲ့ပေါင်းတယ်ဂျီယောဂျီယောစားကိုယူနဲ့ပေါင်းရင်ဂျီယူဂျီယူစားကိုယူနဲ့ပေါင်းရင်ဂျီယူဂျီယူဟုတ်ပြီเนาะ ရပလက်တန်ဆိုရင်ခြေရောက်ကရပလက်တန်လေးပြန်ပြီးတော့ထပ်ပါမယ်ပြန်ပြောမယ်ခြေဟောက်ရတဲ့ပေါင်းရင်ခြေဟာခြေဟောက်ယောနဲ့ပေါင်းရင်ဒီယောခြေဟောက်ယူနဲ့ပေါင်းရင်ဒီယူခြေဟောက်ယူနဲ့ပေါင်းရင်ဒီယူဟမ်ဒီကဲအဲဆိုလို့ရှိရင်ဒီအစားပြန်ပြောမယ်ခြေလေးကိုအာယာအောယောအူယူအူယူအူဒီနဲ့ပေါင်းလိုက်ရင် 자지야저지요도지요주지요지지자지야저지요조지요주지요지지ကဲအဲ့ဒီမှာဆိုလို့ရှိရင်ချေမီနီလေးကြည့်ရအောင်ဈာကိုအောနဲ့ပေါင်းတော့ဂျောဂျောဆိုတာဒီကိုကိုကိုပြန်ပြီးတော့ပြောပါကျွန်တော်ဇမနော်ဂျောကျွန်တော်ဇမ စာအုံနဲ့ပေါင်းတဲ့ဂျူစာအုံနဲ့ပေါင်းတော့ဆိုဂျူဆိုလိမ့်စာအောက်ယောနဲ့ပေါင်းတော့ယောစာအာနဲ့ပေါင်းတော့ဂျာယောဂျာမိခလေးယောဂျာမိခလေးမောက်အုံနဲ့ပေါင်းတော့မိုးဂျာအာနဲ့ပေါင်းတော့ဂျာမိုးဂျာအုတ်ထုတ်မိုးဂျာအုတ်ထုတ်ဟောက်အာနဲ့ပေါင်းတော့ဘာဂျာအီနဲ့ပေါင်းတော့ဂျီဘာဂျီဘာဂျီပေါင်းပြီး အကိုအာနဲ့ပေါင်းတော့အာဖအကိုအောနဲ့ပေါင်းတော့ဘောဒါကိုအင်းနဲ့ပေါင်းတော့ជីအဲ့တော့အာဘောជីအာဘောជីအာဘောជីအပင်းဒီနော်အဲ့ဆိုလို့ရှိရင်ဂျုံမီနီလေးကိုပြန်ပြောမယ်ဂျောဂျောကျွန်တော်ဂျမဂျူဆိုဂျူဆိုဂျူဆိုလိစာယောဂျာယောဂျာယောဂျာမင်းကလေးမူဂျာ 莫扎莫扎奥托帕吉帕吉帕吉旁边阿波吉阿波吉阿波吉阿皮，啊，然后就擦那包没，擦干了就该把春节带嘛，没洗包，啊，没洗包，别说这样啊，擦阿那包也擦，擦阿那包也搓，擦阿那包也搓。 ထောက်ဦးနဲ့ပေါင်းရင်ချူထောက်ဦးနဲ့ပေါင်းရင်ချွထောက်ဤနဲ့ပေါင်းတော့ချီနော်ထောက်အားနဲ့ပေါင်းရင်ချာထောက်အောနဲ့ပေါင်းရင်ချောထောက်ဦးနဲ့ပေါင်းရင်ချူထောက်ဦးနဲ့ပေါင်းရင်ချူထောက်ဦးနဲ့ပေါင်းရင်ချွထောက်ဤနဲ့ပေါင်းရင်ချီနော်ဟုတ်ပြီကြရပလက်တန်နဲ့ပေါင်းမယ်ထောက်ကိုရာနဲ့ပေါင်းမယ် ဟောရာနဲ့ပေါင်းရင်အဲ့တော့ရာပလက်တန်ကချင်းချင်းမရှိတော့ရာပလက်တန်လေးပြန်ထွက်မယ်ချီယာဟောရောနဲ့ပေါင်းရင်ချီယောဟောယူနဲ့ပေါင်းရင်ချီယူဟောယူနဲ့ပေါင်းရင်ချီယူနော်အဲ့တော့ကဲပြန်ပြောမယ်ဟောရာနဲ့ပေါင်းရင်ချီယာဟောရောနဲ့ပေါင်းရင်ချီယောဟောယူနဲ့ပေါင်းရင်ချီယူဟောယူနဲ့ပေါင်းရင်ချီယူ အဲ့တော့ချေကိုဘယ်လိုပြောရမလဲဆိုရင်ခြာခြေရချောခြေရချူခြေရချူခြေရချစ်ချီခြာခြေရချောခြေရချူခြေရချူခြေရချစ်ချီမိနေလေးဖတ်မယ်ကားလက်ဖက်ရင်ကားလို့လည်းတောင်းလို့ရတယ်လက်ဖက်ရင်လို့လည်းတောင်းလို့ရတယ်ခြာခြာကားလက်ဖက်ရင် ော်နောက်တစ်ခုယထာခါကိုအင်းနဲ့ပေါင်းတော့ဂီခါကိုအားနဲ့ပေါင်းတော့ခြာဂီခြာဂီခြာယထာနော်ခါကိုအင်းနဲ့ပေါင်းတော့ဂျေဒါချီမောက်အားနဲ့ပေါင်းတော့မာချီမာစကတ်နော်ဟုတ်ပြီအဲ့တော့ဒေမီနီလီကခြာကလဖက်ရေဂီခြာယထာချီမာစကတ်ရမယ်နော် ဆိုတော့ခါလေးထိခဏရက်ထားလိုက်မယ်ဒီနေရာလေးမှာဒီချဲနားလိုက်ပါမယ်เนาะအဲ့တော့အတိကတော့ချေလို့ဒီသင်္ကန်းစာကအစင်လိုက်ရစရာမလိုเนาะဒီဘာကိုချက်ကမှလည်းငင်းတရာကိုချက်ကမယ်ကြီးရအလိုရမယ်အဲ့တော့ဝင်းတရာနဲ့အဲ့ဒီကြီးနဲ့ကိုပေါင်းပြီးတော့เนาะချေကအတန်ထွက်လို့ရှိရင်ချေတို့ဒါပြောမယ်စလုံးတွေကိုမြင်လာတဲ့တန်းပြီးတော့ဖတ်တတ်တယ်เนาะအဲ့တော့အတန်ကိုချေတို့ဒါပေါင်းလိုက်တဲ့အခါမှလည်းအဲ့နေရာမှာချေတို့ပေါင်းလိုက်တဲ့ကြီးရအတန်လေးကိုထွက်တယ် နော်ရပလက်တန်ဆိုရင်ရပလက်တန်လေးပြန်ပြီးတော့ထွက်ပေးရတယ်အဲ့တော့တချို့ကြီးတွေမှာဆိုလို့ရှိရင်ရပလက်တန်ပြန်ပြီးတော့မထွက်ရအောင်နော်ရပလက်တန်ပြန်ပြီးတော့မထွက်ရတဲ့ကြီးတွေလည်းရှိတယ်ဟုတ်ပြီနော်အဲ့တော့ဒေစာလေးလာပါနော်ဒေစာလေးလာပါမိနစ်လေးတွေကြက်ပါနော်ဖြစ်နိုင်ရင်ကျွန်တော်ကမိနစ်လေးတွေကြက်ထားမယ်ဒီဒီစစလေးလာမယ်နော်အော်ဒီသင်္ကန်းစာတစ်ခုရမှနောက်တစ်ခန်းကိုဆက်ပြီးတော့လေ့လာနော်ဒီတစ်ခန်းကိုဒေစာပပိုင်းနဲ့ရမှနောက်တစ်ခန်းဆက်ပြီးတော့လေ့လာပါကျေစာက ငြင်းမြန်ပြီးအစာမရပဲနဲ့ငြင်းမြန်ပြီးွားလဲဆိုတာကိုယ်တွက်အကျိုးမရှိဘူးပေါ့နော်စာကိုရပြီးရောအေးစေးစေးနော်တိတ်တိတ်ဆဆာရပြီးရောမှအဲနော်ဒီတော့သင်ခန်းစာတက်လို့ရှိရင်ဒေါတာစိစာလေးပြန်နှွေးလိုက်နောက်စာလေးကိုအသေးလေးလာလိုက်ဆိုတော့ရှေတာပို့ပြီးတော့ရတယ်ပေါ့နောက်ပို့ပြီးတော့စာရအဲ့တော့ရှေတို့ကစာရဖို့ပဲเนาะစာရဖို့ပဲအရေးကြီးပါတယ်အဲ့ဒါဆိုလို့ရှိရင်နောက်ပညာစာလေးမှာပြန်ပြီးတော့တွေ့ပါမယ်ရတော့ဘူးညောတတပါ কাট কাত কা কাত